အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့ပိုင်ရဲကိုရဲ့စီရေးအခြေအနေတုံးသက်ချက်နဲ့အတူစက္ကစဘူမူကိုကောင်းမှန်ချခိုင်းတဲ့ပြူကောင်းဆောင်ဖန်ခံလိုက်ရတဲ့ထူးခြားသတင်းမှာတင်ဆက်ပေးလိုက်ပါတယ်။ကိုရနာမြေပိုင်ကိုတန်ကြတော့အားလုံးပျော်ရွှင်ပါစေ။တောင်းကိုပိုင်စုမကောင်းတောင်းပါနဲ့။လူရဆန္ဒလေးပြကြပါစေ။ဒီနေ့ကတော့21ရက်5လ2025ပေါ့နော်။အဓိကပြောချင်တာတော့ရခိုင်ဘက်ကိုပထမဆုံးပြောမယ်။ရခိုင်ကမိုးတီကိုသွားတဲ့ရခိုင်အေးစစ်ကြောင်းကဘာဖြစ်သွားတယ်လဲဆိုတော့လမ်းမလေးအရှင်းလင်းထားတဲ့ကားချောက်စီလောက်ကဟို9မိနစ်အတွင်း10မိနစ်အတွင်းမှာအကုန်ပျောက်သွားတာမျိုးရှိတယ်။အဲ့မှာလွတ်သွားတာဆိုတော့သူတို့အိမ်သူတို့ပြန်ရောက်နိုင်တဲ့သူဆိုတော့17ရက်17ရက်လောက်တော့တွေ့မယ်။ကျွန်တော်တို့ဒီကနေ့ပေါ့ကြည့်တဲ့ငင်းကွင်းအင်အားပေါ့နော်။ ့အဲ့လိုမျိုးစနေရအောင်ဒီပါတော့တော့သူပြန်ပြီးတော့အိမ်ပြန်နိုင်တဲ့လူတွေရှိတာပေါ့တမန်ကဒါမျိုးတွေလည်းအဲ့လိုမျိုးပေါ့ကင်းထောက်ပြီးအဲ့လိုတခါလဲရှင်းလင်းပေးရတာဟာဒါအများကြီးမပြတ်စည်ဘူးပေါ့နော်သူတို့လှုပ်ပေးတာမှဆိုမျိုးရွာပြည်နယ်တွေအကုန်တော်တော်များများပြတ်စည်တာပေါ့နော်အဲ့ဒါအခုလိုမျိုးရှင်းလင်းတာဟာအမှန်တန်ကောင်းပါတယ်ကျွန်တော်တို့ကတော့ဒုသတွေဒုသတွေမရှိဘူးငင်းငင်းယူပါဒီကြံကြံလို့ပါဟာလာကျွန်တော်ပြောနေတဲ့စကားရိုးရိုးလေးပဲရခိုင်ပြည်နယ်ကြီးကိုရခိုင်ပြည်နယ်ပြည်အုတ်ထုတ်ချင်တာလားအုတ်ထုတ်ချင်တာအုတ်ထုတ်ချက်ရေကောက်ပွဲလို့ပါရေကောက်ပွဲမှာဝင်ကြိုင်းမှာအောင်နေနိုင်တဲ့အမှပါတီတွေမှာဖြစ်ပြီးတော့ ီနာဝယ်ကြီးကြောက်တဲ့နိုင်ငံတော်ဒီပြည်တော်စုနဲ့လက်တွဲပြီးလှုပ်ဆောင်မှာဒါမျိုးလောဘတွေမကြီးပါနဲ့မဖြစ်နိုင်တဲ့အိမ်တွေမမက်ပါနဲ့ဆိုတော့အနေထားမျိုးပဲကျွန်တော်တို့ကပြောတယ်။ရခိုင်ပြည်နယ်ထဲမှာဆိုလဲမြန်မာတွေကအများကြီးပဲ။ဟုတ်တယ်။ရခိုင်တိုင်းဒီတိုင်းတိုင်းတွေမြန်မာတိုင်းတိုင်းတိုင်းတို့ကဒီလိုတွေဒီလိုတွေဆိုတော့ဒီဘက်ရန်ကုန်ကညာဒီဘက် ဟိုဒီမှာပြီးအနှံ့မှာပဲဒါရခိုင်တိုင်းသားတွေအကုန်အပြည့်ရှိကြတာဒါမျိုးမျိုးစီးလုံးလုံးညီညွတ်နေမကောင်းဘူးလားအဲ့တော့တပတ်မီဒီယာတွေကမြောက်ပဲ့တွေမြောက်ပဲ့နေတဲ့သူတွေရှိပါလေသို့တော်လည်းပဲသူတို့ကသူဘယ်လိုပဲမြောက်မြောက်ပဲ့မှာရခိုင်မှာကတောင်ပိုင်းသားနဲ့မြောက်ပိုင်းသားမှာတောင်ပိုင်းသားကတော့တကယ်ရင်ကျေးနေမှာတဲ့ဟိုမီးစစ်ဖစစ်ပေါ့ဗျာနော်အမျိုးကောင်းတာသမီးလို့ပဲပြောရမှာပေါ့နော်ဟိုဘက်ကရတော့အရင်တိုင်းနေလို့ပဲကျွန်တော်တို့ကပြောရမှာပေါ့ဒီကတဲ့အမျိုးဘာသာတာသနာလို့ပြောလို့ဆိုတော့ဆက်ဆက်ထီအောင်နာတဲ့ဟိုဟိုဖက်ဆက်တွေပေါ့ဖက်ဆက်ဆိုတာကတစ်ဖက်နိုင်ငံသားနဲ့ပတ်သက်ပြီးတော့မှရရှိတာတဲ့သူတွေလားတော့မသိဘူးအဲ့အမျိုးဘာသာတာသနာဆိုအပိနာတဲ့သူတွေပေါ့နော် အဲသူကြောင်းကမှကြောင်းခံနိုင်တဲ့ပုံစံလေးပေါ့ကျွန်တော်တို့နေတဲ့မြို့ပါသာတနာဆိုကျွန်တော်အမြဲတမ်းလိုပြောပါတယ်ခရစ်ယာန်နဲ့ခရစ်ယာန်အစ္စလာမ်နဲ့အစ္စလာမ်ဟိန္ဒူနဲ့ဟိန္ဒူနောက်ကဗုဒ္ဓနဲ့ဗုဒ္ဓဗုဒ္ဓဘာသာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကပြောချင်တာအဲ့တော့မိမိကမြို့ပါသာတနာကိုဟိုမိမိတို့တာဝန်ထမ်းဆောင်နေအောင်တိတခါနဲ့တော့လုပ်ဖို့ဆိုမိမိတို့စိတ်ထားနှလုံးသားလှပုံအဓိကဖြစ်ပါဘူးနော်အခုဗမုံမဗမုံမကျွန်တော်တို့လေးနေသိတတ်ကြတယ်တက်ကြလာကဒါကျွန်တော်ဆက်ချုပ်ရမှုဖြစ်သွားတယ်ဟိုဘက်ကတော့ဗမုံမကဒီမင်းကောင်စစ်တောင်းပါနော်ဗမုံမကကျွန်တော်တို့မနေ့အောင်ဆိုလဲအပြက်ပြောပြီးတာနော် PDF ဒီအလင်းဝင်ပါလက်နဲ့ချပါစစ်ကဲ့ လှုပ်ရှားမှုသည်ပြင်းထန်လာတော့မှာဖြစ်တယ်เนาะဒါအချိန်မြင့်တင်တော့မယ်တက်မတော်ဘက်ကစစ်စစ်ကိုမြင့်တော့မယ်အချိန်ကာလလေးကတော့သွားပြီးဖြစ်တဲ့အတွက်စစ်စစ်ကိုတနင်္ဂနွေလုံးတိုင်းတိုင်းမြင့်တော့မှာဖြစ်တယ်စစ်စစ်မြင့်တဲ့ခါကြောင့်လို့ရှိရင်ထိခိုက်ဒေသမှုများပြားမှာစိုးရိမ်နေအတွက်အမောဒီအနေနဲ့ကကြိုတင်စာချပြီးတတိပေးတယ်ခရီးလို့ပေါ့လေဒီလိုစာချပြီးတတိပေးသွားတာတိလိုက်ပါလေနော်ပြီးရောက်တက်ရှင်သွားပြီးတာပဲအဲ့ဒါကတမိုင်းမှာရှိပြတာအခုလက်ရှိလက်တိနေကြမဲ့သူတွေရှိပါလေနော်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ပြောချင်တာကဒီကချင်ပြည်နယ်ပေါ့နော် အဲကထင်းပြည်နယ်ဒီဗမုံမှာဆိုလို့ရှင်တော့ရှင်ရှိနေတဲ့ PDF ညီငယ်ညီမငယ်တွေအကုန်လုံးအတက်နိုင်တော့အလင်းဝင်ပြီးတော့မှပြန်လည်ပြီးတော့တမန်လည်းဖူပေါင်းဖို့တက်ကိုဒီညနေကတိုက်တွန်းလိုက်ပါလေ။နောက်ဒီကထင်းပြည်နယ်မှာဆိုတော့ပါကန်ကိုလည်းကျွန်တော်တို့စစ်ကြောင်းနဲ့ထိုးတာတော်တော်များများနေရာနဲ့လည်းပတ်ထုတ်လိုက်ပြီ။ဒီတရားမျိုးနာနာတရားရင်နဲ့အဲဒီ PDF ကတော့သူတို့တင်တဲ့ပွဲကားလေးတွေမှာ PDF အလုံးတွေတော်တော်များများတွေ့ရတယ်။ဒါပေမဲ့ဒီတော်တော်များများတွေ့ရတယ်လက်သွားကြတာများတယ်။ KI နဲ့စစ်တာများတယ်။ KI နဲ့ PDF နဲ့ဆို PDF ကလည်းများတယ်။ ဒီလဝကာမိုင်းနိုင်ရဖာကန်အဲအဲ့အကုန်လုံးပါဗောအဲ့နာမချက်အဲ့တထားဗောဗျာနောက်ဆုံးကြတဲ့တခိုင်းကြီးနာမမှာတော်တော်ကြီးကိုကျွန်တော်တို့မနည်းအောင်ဆိုဒီဘက်ဒီအကြောက်ဆုံးများကျွန်တော်တို့ဆက်တော့တက်သွားပြီเนาะတံတော်ကြီးနေနေရတော့ဒါအောင်မတက်တော့ဒါနဲ့အောင်လုံးပျော်နေကြတော့ဒီတခါပဲကျွန်တော်တွေ့ဘူးလေเนาะဘာဖြစ်လို့ဆိုတော့အကြက်ဖက်ဒီရှိတဲ့ညမှာဒုက္ခရောက်တော့သိအောင် 好啦，B D 呃，哎，今日你钓过来，B D 你阿要攞个好汉用嘛？你只能买点几条，买几条有冇得嘛？哎，克里里冇得，你那晚上单翻，你那走路坐长途的加得到。但只毛钱嘞嘛，讲我㖏，那么大只毛个啦，大概一两块就大概啦，两块还太多啦。不如话，现在讲嘞冇冇骗人用个，那阿老头说的，侬看到不？哦，农村嘛，出农村只能农村嘛，你到做农村公里到到里面来对面，第一处要么出来，第一处公里方向就到到里面对面不老远。那么大地方嘞，单方面，单单冇包钞票，B D 呢？对咯，一路讲单方面冇得，B D 人家来冇需要，不如人家冇需要，不如苏州大部分都冇嘛，反正人家冇冇需要。那么那个。 တော့တစ်ချက်တည်းဝင်တိုင်းလို့ရရင်ဒီကောင်ကအော်တိုမက်တစ်ပြေးပြီတိုင်းမယ်ဆိုပြေးပြီဘာဖြစ်လို့လဲဆိုတော့သူတို့မှဘာအင်အားမှမရှိလို့ဘာမှမရှိတော့ဘူးလက်ပလာကတော့ရရှိတဲ့တရားစာတပစ္စည်းတွေကသူတို့လူကြီးပိုင်းနဲ့အကုန်သိမ်းသွားပြီအကုန်သူတို့ရတော့မှလူကြီးပိုင်းနဲ့ချမ်းသာပါပြီပလောင်တွေအငယ်ပိုင်းနဲ့ပလောင်ငယ်ပိုင်းတို့ချမ်းသာပါတယ် PDF တွေပုံနေတဲ့ PDF တွေဟိုအယူဆအကျဉ်းစားတွေအသေးစားကတည်းကအဲ့ဒါလည်းတက်မှောင်နေတဲ့ဒီရက်ပိုင်းမှာဆက်ရှိမြင်တော့မယ်နော်အဲ့ဒါလေးကပြောချင်တယ်ရခိုင်နဲ့ဆက်ရှိမြင်တော့မယ် 那还有家就还比那 A 江弄买做的大，比伊标准呢。哪我的标准说老实是水面弄买，比零零那啥价位买？比你个都没有太慢，没太好啦，没太多线那大。他现在新的都得比咯哦，A 江弄那一种买出来，单一 A 江弄买说他有漂亮的一份。喏，来这单弄啊，也要来单弄来打，老弄的搞的，老弄搞的，老便宜嘞。要你带啥地头少个皮嘛？山路没亚公路，阿古对在这些方面都难对嘞。哎，要后你带我过来弄买，说在下阿弄阿平青买包单牛皮，喏，哎阿里头地方标准嘞。然后这个交通密码能看吗？个。 ဟိုအစိုးရပိုင်းအားနေတာမှာတော်တော်ကြီးကိုအားနေပြီတော်တော်ကြီးကိုရုပ်ပြက်ဆင်းပြက်ဖြစ်တယ်။နော်အွန်လိုင်းနေမှာဆိုပုံပြီးရုပ်ပြက်ဆင်းပြက်ဖြစ်တယ်။ထားစားကြောက်ဂါကြီးတော်တော်နဲ့ဆွဲမယ်ဟိုအောင်တော့ဆွဲမယ်ဆိုတဲ့အတွေးခေါ်ယူဆတွေပဲတအားများနေတယ်။နော်အစိုးရပိုင်းကအစိုးရအလုပ်ကိုလုပ်ပါအစိုးရဘာညာအစိုးရလို့မလုံးလို့ရှင်လို့ကျင်းဒိုင်းကြီးကပြက်စီးမှုတွေအများကြီးဖြစ်မယ်အကျန်းဖက်တွေကိုအများကြီးအားပေးသလိုဖြစ်မယ်ဒါလက်ရှိအစိုးရဘိုင်းဆိုလို့ရှင်ဘာလို့အဲ့နေလဲကျွန်တော်တို့ဒီဘာလဲကျွတ်ကျွတ်လို့တဲတဲတွေဘာလဲတဲတဲတာအွန်လိုင်းအကျင့်ကျင်းနဲ့တဲတဲတာသူ online shopping အကောင့်မှာ 哎，苗头没做，你嘛怎么着？学了包开呢？他天天都干拉扒拉，那么听着，学了包开呢，都多习惯问问别家子来扒来说啦。干哪点呢？偷懒呢？哪点呢？喏，偷懒呢？哪点呢？都多会杀杀到那，学那个包开呢，那么，说真话，学多乖多钱，多没嘛？多用着不生，多几天别家到晚到到时间吃啦。第二个月月第二个月新包子来说啦，我咱咱哪点呢？哪点呢？喏，都多的啊，都干拉扒拉，怎么么好过？好多发家到，干抄包到我们吃嘞，抄包到我们别家嘛，招人伢就吃的嘛。我嘛个酒店嘛，用的都多。 ဒီအလောက်ကုန်ပစ္စည်းကတကယ်ကျွန်တော်တို့မြန်မာနိုင်ငံကနေပါတရားဝင်သွင်းခွင့်ပြုထားတာလားဒုတိယမဟုတ် FDA ရဲ့ခွင့်ပြုချက်ရှိတာလားရှိတယ်မြန်မာနိုင်ငံမှာတရားဝင်ရောင်းချနေတဲ့ကုမ္ပဏီလားအဲ့ဒီလိုတို့လေဟိုမှာကဘက်က200မှပြည့်ဦးဒီမှာ700တောင်းနေရောင်းနေဟိုမှာငါတသိန်း2သိန်းမှပြည့်တဲ့ဟောင်းဒီမှာ700တောင်း700တောင်းနေရောင်းနေရောင်းပြီးအဲ့ဒီဝင်ဝင်ရဟုတ်လားကျွန်တော်နိုင်ငံတော်အခွင့်ဆောင်တာဒါမှမဟုတ်ဒါလည်းလိမ့်နေတာပဲလေလိမ့်နေတာပဲဒီပစ္စည်းကိုဒီမှာလာပြီးတော့ဒါသူကတန်တန်ကြီးမဟုတ်တဲ့ဟာကြီးနဲ့ဒါလိမ့်နေတာဆိုလိမ့်နေမှုတိုင်းကြားပြမယ် နော်ကလင်ကြီးတို့လည်းတန်းချမ်းမယ်ဒီအမျိုးသမီးနှစ်ယောက်ကိုတော့ဒါစစ်စစ်တဲ့နဲ့နော် online online တက်တက် online ဆိုဒီမှတုံးရောက်ဒါအခု live မှာတော့အရင်ကမမြင်ကြောက်သူတို့လည်းဒီရွှေရဟိုပို့ဆိုပတ်သက်ကြီးကိုပြထားပြီးတော့ပို့ဆိုပတ်သက်ကြီးကိုလောက်ပြနေတာဒါမြန်မာနိုင်ငံတို့နိုင်ငံသားတွေအကုန်အလိမ့်ခံနေရတာအလိမ့်ခံရပြီဆိုတဲ့ကောကဒါကြားဖြတ်နေပဲဒီညီမတုံးရောက်ကိုဒါစစ်စစ်တဲ့နဲ့သူတို့ကမြန်မာနိုင်ငံသားဟုတ်မဟုတ်သူတို့တွေရဲ့လုံဆောင်မှုကဟုတ်မဟုတ်ဒါကအစိုးရရဲ့ဒီ online မှာဆိုရင် ဒါကျွန်တော်တို့ဒေတာစစ်ဆေးဖို့လိုတယ်လို့ပြောချင်တယ်နော်အွန်လိုင်းမှာဒီလိုကလင်ငယ်ကြီးတွေတော်တော်များတယ်ပြီးတော့သူ့ပစ္စည်းကအစစ်ဟောပစ္စည်းကအထုတွေနဲ့ပြဿနာတွေရတဲ့ဒါအဖြစ်နေတယ်ဒါကနိုင်ငံတော်အစ်စ်နဲ့နိုင်ငံတော်မှာရှိတဲ့အစိုးရကလုံဆောင်နေတယ်ဘလောက်ရွှေတွေပုံခဲပြီးဝင်လာတဲ့ဥစ္စာမှာဒီမိန်းကလည်းပိုင်ဆိုင်မှုကမျက်နှာလုံးနေတယ်မကြတဲ့ခင်ကာလတည်းမှာပဲနည်းနည်းတော့ပိုင်ဆိုင်မှုတွေအများကြီးမဟုတ်ဘူးဟာဒါနိုင်ငံတော်အခွန်ဆောင်ခဲ့သလားနိုင်ငံတော်ရဲ့တရားဝင်ပြုသလားဒါကိုတက်ဆိုင်ရာဝင်ကြီးတွေတက်ဆိုင်ရာဌာနတွေကဒါလုံဆောင်တင်တယ်လို့ကျွန်တော်အနေနဲ့တုံ့ပြန်ချင်တယ်ကျွန်တော်အနေနဲ့ပြောချင်တယ်နော်ဒါကအမတန်ကိုဟိုဒါပို့ဆောင်မှုပဲဖြစ်တယ် ဒီကနေပြောမှလက်နက်တွေမစစ်စစ်နိုင်ဘူးအကြမ်းဖက်တွေမှာပတ်သက်နိုင်ဘူးဆိုတော့မဖြစ်နိုင်ဘူးအဲ့ဒါဖြစ်နိုင်တာမဖြစ်နိုင်လားဆိုတာဒါအစိုးရဘိုင်းကနေစစ်ဆေးတင်တယ်ဒါလေးကိုတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကျွန်တော်ဒီဟိုအရင်တကရွှေခေါင်းလုံးလားရွှေခေါင်းလုံးဆရာတော်ဆွဲပါညာဟလားဒီကမင်းလေးဖြစ်တယ်ဘာသာရေးကပြောနေတယ်ကျွန်တော်ဘာသာရေးပိုင်းကဆိုင်ရာလူတွေကိုလည်းပဲကျွန်တော်ဒါတားမြစ်ပြီးကိုပြောတယ်နိုင်ငံတော်အစိုးရကိုလည်းပဲဒါကျွန်တော်ထိရောက်တော့အရေးယူပြီးကိုပြောတဲ့အချိန်မှာဒါတတ်မိတယ်ဖမ်းတယ်အဲဒါ2016နှစ်နဲ့3လလောက်ကြီးကြာတာတွေ့တယ် ူတော်ကိုအကျလို့ဝမ်းသာရမှာဖြစ်ပြီးနိုင်ငံရေးတွေမစော်ကားကြတဲ့ဘာသာရေးတွေနဲ့နိုင်ငံရေးမရောဆက်တာတဲ့ပြီးတော့စီးပွားရေးတွေရတယ်ပဲဒါနိုင်ငံရေးနဲ့အကြမ်းဖက်တွေကိုအားမပေးဖို့ပဲကျွန်မပြောချင်တာရှိတယ်ဒီတဲတဲ online shopping တို့ဒါစုံနေစားသုံးလုံးတို့စားရဖားတို့အကုန်လုံးကဒီအခွန်ပြီးတော့စစ်စည်းဌာနတွေအကုန်လုံးတော့ရောက်စစ်စည်းတင်နေဆိုတော့ဘာကြီးပြောနေပါအားလုံးကျမပါလေတောင်းချမ်းသာပါလေတောင်းစုမကောင်းတောင်းလိုက်ပါလေလိုအပ်စံနာတွေပြပါလေဘိုင်းရဲကူကတော့တဝူတာတွေတဝူနာတွေမရှိဘူးတိုင်းပြည်ငင်းချမ်းမှုနဲ့တိုင်းပြည်မှာမှန်ကန်မှုပဲလိုအပ်တယ်ဆိုတော့ပြောကြချင်ပါလေမန္တလေးတိုင်းမိထီလာမြို့စစ်စည်းဂိတ်မှာစစ်ကောင်စီရဲ့ဗိုလ်မှူးတအူကိုမှန်ချခိုင်းရကနေအချင်းများခဲ့ပြီးနောက် စစ်ကောင်စီဗိုလ်မှူးနဲ့အချင်းများခဲ့တဲ့ပြည်သူစစ်ပြူစော်တီကောင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကပြီးခဲ့တဲ့မေလ15ရက်နေ့ကဖမ်းဆီးခဲ့ပြီးအရေးယူအပြစ်ပေးခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။ပြူစော်တီကောင်းဆောင်တဦးဖြစ်တဲ့ဇော်ယူထွန်းကလူမှုကွန်ရက်စာမျက်နှာကနေစစ်မှုထမ်းစားထိုးငွေကောက်ခံတာနဲ့ပတ်သက်ပြီးစစ်မှုထမ်းငွေကောက်ခံပြီးလှုပ်ရှားနေတာတွေကိုတင်ပြခဲ့တာကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကဖမ်းဆီးအရေးယူခဲ့တာပဲ ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ဗိုလ်မှူးဝေဖြိုးဆိုသူနဲ့မှန်ချခိုင်းရာကစကားများခဲ့တဲ့ရုပ်တံဖိုင်လဲလူမှုကွန်ရက်မှာထွက်ပေါ်လာပါတယ်။အဲ့ဒီရုပ်တံဖိုင်နဲ့စစ်စေးဂိတ်မှာစစ်ကောင်စီရဲ့ဗိုလ်မှူးဝေဖြိုးကစစ်စေးနေစဉ်မှန်ချပါဆိုတဲ့စာတမ်းကိုဘားကြောင့်ကက်ရထားရတာဆက်တွေ့လမ်းကြောင်းဥပဒေအရအဲ့ဒီလိုစာကက်လို့မရဘူးလို့လဲပြောဆိုခဲ့ပြီးဂိတ်အတွင်းလက်ပစ်ဘုံခွဲရန်ပြစ်ခတ်ရန်အထိရည်ရွယ်လှုံ့ဆော်ခဲ့တာကိုတွေ့ရပါတယ်ဖန်းစည်းခံရတဲ့ပြည်သူစစ်ပြူစောထီကောင်းဆောင်စောယူထွန်းဟာစစ်တပ်ထောက်ခံသူတအူးဖြစ်တယ်လို့ စစ်ကောင်စီလေတက်ကအုတ်ခွဲတက်ချက်တူဖြစ်တယ်လို့ဒေတာခန့်တွေရဲ့ပြောဆိုချက်အရသိရပါတယ်စစ်ကောင်စီကစစ်တက်ထောက်ခံသူတွေကိုယခုမေလအတွင်း9ဦးထပ်မင်းဖမ်းဆီးရမှုတွေရှိတယ်လို့စစ်ကောင်စီကထောက်ခံရေးသားကြတဲ့မီဒီယာတွေကနေဖော်ပြထားပါတယ်